မြစည်းမပြည်သက်များလုံးမဲ့မင်္ဂလာပါဇွန်လ၄ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မြို့လူဦးရေရဲ့1.8တန်းကန့်စင်ရယ်နွမ်းပါနေပြီးစင်ရယ်တွင်ပိုနက်လာတယ်လို့ UNDP ပြောတဲ့သတင်းငှက်ဖျားနဲ့ယာတီတုတ်ကွေးကူးဆက်မှု ကုသဖို့စေဝါလိုအပ်နေတယ်လို့အရှိုးချင်းတက်ပြောတဲ့သတင်းကျောင်းကုန်းမြို့နယ်ကခီးတဲ့တင်ရင်မတော်တဆမှုကြောင့်ရင်းမောင်းတည်ဆုံခဲ့တဲ့အကြောင်းနဲ့ ယူကရိန်းဟာနှစ်စဉ် drone အစင်ရေစေတန်းထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ရန်ကုန်မြို့လူဦးရေရဲ့1.8တန်းခန့်စင်ရင်နှွမ်းပါနေပြီးစင်ရင်တွင်ပုံနဲ့လာတယ်လို့ UNDP ပြောတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။ ရန်ကုန်မြို့ကလူရည်နှစ်သမ9တန်းကန်ဟာဆင်းရဲနွမ်းပါမှုအခြေအနေနဲ့ကြုံတွေ့နေရပြီးဆင်းရဲတွင်နှစ်သက်ထပိုနှက်လာနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP မြန်မာကဇွန်လ3ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။ ရန်ကုန်မြို့ပြဆင်းရဲနွမ်းပမှုအားလစ်ဟသုံးသက်ခြင်းကောင်းစဉ်နဲ့ထုတ်ဝေတဲ့အဲ့ဒီအစီရင်ခံစာမှာ2018ခုနှစ်ကရန်ကုန်မြို့လူဦးရေဆရာကိုင်းနှုံးသာဆင်းရဲနွမ်းပသူတွေဖြစ်ရှိနေခဲ့ပြီးအာနာသိမ့်ပြီးတဲ့နောက်2023ခုနှစ်အရောက်မှာတော့43ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်လို့ဆိုပါရယ်။ ရန်ကုန်မြို့မှာနေထိုင်တဲ့ခမန်းလူဦးရေဟာ6.3သန်းခန့်ရှိရမှာစည်ရန်နွမ်းပါသူ လူဦးရေဟာ2သန်းခန့်ပိုတိုးလာပြီးလက်ရှိမှာလူဦးရေ2.8သန်းခန့်ဟာစည်ရန်နွမ်းပါမှုအခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်တယ်လို့ဆိုပါရယ်ရန်ကုန်မြို့တွင်နေထိုင်သူတွေအတွင်းစည်ရန်နွမ်းပါသူဦးရေများပြားနေုံသာမကပြန်လည်နလန်ထူဖို့ခက်ခဲတဲ့စည်ရန်တွင်နဲ့ထဲကြာရောက်နေသူတွေပါ တိုးလာနေတာလို့အစိုးရကဖော်ပြပါရယ် ရန်ကုန်မြို့ဟာမျောလင့်မထားလောက်အောင်ကြောက်မက်ဖွယ်မြင့်တက်လာနေတဲ့မြို့ပြဆင်းရဲနွမ်းပါမှုတံကိုအံတုနေရတာဖြစ်ပြီးအထူးသဖြင့်နိုင်ငံတွင်းဖြစ်ပွားနေတဲ့ပြိပခါတွေနဲ့စီးပွားရေးကြက်တဲပြိုလဲမှုတွေကြောင့်ရွှေပြောင်းချေချနေထိုင်ကြရသူတွေခိုလုံရာဖြစ်ရွေးချယ်လေးရှိတဲ့စင်ကြေဖုံမြို့နယ်တွေမှာအများဆုံးကြုံတွေ့နေရတာဖြစ်တယ်လို့ဆိုထားပါတယ်။ စီးပွားရေးခွင်လန်းနေတဲ့လုံခြုံရေးတွေဖန်တီးပေးတာပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုတိုးတက်ကောင်းမွန်အောင်ပြင်ဆင်ဆောင်ရွက်တာအများတူငါလုံခြုံရေးကိုတိုးတက်အောင်ပြုလုပ်တာစတဲ့အရေးပေါ်ကူညီဆောင်ရွက်မှုတွေမရှိရင်ရွှေပြောင်းလာသူတွေနဲ့စင်းရဲနွမ်းပါသူတွေကိုထောက်ကမ်းပေးထားတဲ့ရန်ကုန်မြို့ရဲ့စွမ်းရည်ဟာလည်းဆက်လက်ကြဆင်းလာပွဲ ရှိတယ်လို့ UNDP မြန်မာကပြောပါတယ်။ ပြဿနာအခက်အခဲတွေကိုဖြေရှင်းဖို့ဗတ်ပေါင်းဆောင်ကဏ္ဍပေါင်းဆောင်မှာတုံ့ပြန်ဆောင်ရွက်မှုပုံစံမျိုးစုံလှုပ်ဆောင်ဖို့လိုအပ်နေပြီးစီးပွားရေးတည်ငြိမ်လုံခြုံမှုကိုအတိုင်းအတာတစ်ခုထိပြန်လည်မြင့်တင်နိုင်ဖို့အတွက်အရေးကြီးတဲ့အချက်ဟာအလောက်ကိုင်းခွန်လန်းတွေကိုတိုးချဲ့ဖန်တီးပေးဖို့ဖြစ်ပြီးဒါကိုအကောင့်ထည့်ဖော်ဖို့အတွက်ဟာအခုလိုစီးပွားရေးကြာစင်းနေခြင်းလွန်စွာခက်ခဲကြောင်းလဲထောက်ပြထားပါတယ်။ ဒါအပြင်လူမှုအတိုက်အဝန်အတွက်အရေးတကြီးလိုအပ်နေတဲ့ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုအတွက်လည်းဗန္ဒာယီခွဲတန်းမှာစစ်ရေးအတွက်တာအများအပြားပုံရိုးသုံးဆွဲနေတာကအသားစီးတစ်ခုဖြစ်စေပြီးအခုအချိန်ဟာစစ်ရေးအတွက်အသုံးစရိတ်မြင့်မားလာပြီးခန့်မှန်းခြေအရာလည်းဆက်လက်မြင့်တက်နေပွဲရှိနေတယ်လို့ UNDP မြန်မာကထည့်သွင်းပြောဆိုထားပါတယ်ခင်ဗျာငပြားနဲ့ယာတီတုတ်ကွေးကူးဆက်မှု ကုသဖို့အတွက်ဆေးဝါးလိုအပ်နေတယ်လို့အရှိုချင်းတက်ပြောတဲ့တဲ့နဲ့ဆက်ရအောင်ပါ ကွေးတိုင်းငဖဲမြို့နယ်အတွင်းကထိန်းချုပ်ထားတဲ့ဒေသတွေအတွင်းငဖျားရောဂါနဲ့ယာတိတုတ်ကွေးကူးစက်မှုတွေဖြစ်ပေါ်နေပြီးကုသဖို့အတွက်ဆေးဝါးတွေလိုအပ်နေတယ်လို့အရှိုချင်းကာကွယ်ရေးတပ် CDF အရှိုကပြောပါရယ်။မိုးကာလာရောက်ရှိလာပြီးဖြစ်တာကြောင့်ရဲဘော်တွေမှသာမကဘဲစစ်စင်ရေးလှုပ်ရှားနေမြေဒေသမှာရှိတဲ့ပြည်သူတွေမှာလည်းယာတိတုတ်ကွေးနဲ့ငဖျားကူးစက်မှုပုံမှုဖြစ်ပွားလာတာကြောင့်ဆေးဝါးတွေလိုအပ်နေတာလို့ဆိုပါရယ်။ ငှက်ပြားရောဂါဆေးကဝယ်ယူရရှိတဲ့ဆေးမဟုတ်ပါဘူး။ငှက်ပြားဌာနတွေကသာပေးတဲ့ဆေးဖြစ်ပါတယ်။လူနာတွေအတွက်ကငှက်ပြားဆေးအပြင်အားဆေးနဲ့တခြားလိုအပ်တဲ့ဆေးတွေကိုဝယ်ယူနိုင်ဖို့အခက်အခဲဖြစ်နေတာပါလို့ CDF အရှိုးတာဝန်ရှိသူစလိုင်းရိုချင်းကပြည်စီမာကိုပြောပါရတယ်။စကောင်စီဘက်ကဆေးဆိုင်တွေမှာဆေးဝယ်ယူခွင့်ရောင်းချခွင့်တွေပိတ်ပင်မှုတွေနဲ့တပ်ဖွဲ့ရန်ပုံငွေနှဲပါတာတွေဟာလည်းငှက်ပြားရောဂါကိုကုသဖို့အခက်အခဲတွေလို့သူကဆိုပါတယ်။ ရှေ့တန်းရဲဘော်တွေချင်းကိုက်ခံရတာကိုကာဝေနိုင်တာမရှိတဲ့အားနည်းချက်တွေကြောင့်နောက်တန်းဂျာစကန်အထောက်စကန်ကိုခေါ်ယူကူတာခဲ့ရပြီးအဒီကနေတဆင့်ဆက်ဆက်တဲ့ဒေသတွေမှာရှိတဲ့ရဲသားပြည်သူတွေကိုထပ်မံကူဆက်တာဖြစ်တယ်လို့သိရပါဗျ။ ပြီးကြတဲ့နှစ်ကအရသာပြည်သူတွေမှာငှက်ဖျားယောဂါမရှိတလို့ဖြစ်တဲ့အခြေအနေကနေအခုနှစ်မေလတလအတွင်းငှက်ဖျားယောဂါဖြစ်ပွားတဲ့ကာကွယ်တပ်ဖွဲ့နဲ့ဒေသခံပြည်သူ လူနာ30ကျော်ကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ CDF အရှိုစီကတီးအားပါရယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမဲခေါင်မြဝမ်ဒေသတွေဖြစ်တဲ့ကမ္ဘောဒီးယားတရုတ်နိုင်ငံယူနန်ပြည်နယ်လာအိုထိုင်း VNN နဲ့မြန်မာနိုင်ငံတွေမှာပူးပေါင်းပြီး2030ခုနှစ်မှာငှက်ဖျားရောဂါကင်းစင်နိုင်ဖို့လှုံ့ဆော်လျက်ရှိနေပါတယ်ခင်ဗျာမြကြီးနားအနေပိုင်းရက်ကွက်၃ခုမှာရေကျန်နေစေဖြစ်ပြီးတောက်သုံးရင်နဲ့အစာကြောက်တွေလိုအပ်နေတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြကြီးနားမြို့မှာရှိတဲ့အနေပိုင်းရက်ကွက်၃ခုမှာရေကျန်နေစေဖြစ်ပြီးရေဘဲတင့်ပြည်သူတွေအတွက်တောက်သုံးရင်နဲ့အစာကြောက်တွေလိုအပ်နေတယ်လို့ဒေသခြေဆိုင်လူမှုကွန်ရက်အသင်းနဲ့ဒေသခံတွေစီကတရားဝါရတယ်။ ရေကကျသွားပြီးမြင်းနေပိုင်းမှာပဲမဆင်းနိုင်တဲ့ရေတွေကကျန်နေတာရေဝုတ်နေကြနေရာတွေဖြစ်ပါတယ်။မြင်းငင်းအေးများစီဒီနဲ့လေကုန်းတွေမှာရေတွေကျန်သေးတယ်လို့မျိုးဆက်တဲ့လူမှုကူညီအသင်းတာဝန်ရှိသူကပြောပါတယ်။ကချင်ပြည်နယ် ARD မြစ်ဖြားပိုင်းဒေသတွေမှာမိုးတဲထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက် ARD မြစ်ရေမြင့်တက်လာပြီးမြစ်ကြီးနားမြို့မှာ မေလ31ရက်နေ့ကစလို့ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာပါ။ မြေကြီးမှုတွေကြောင့်မြေကြီးနားမြို့ပေါ်ရက်ွက်တွေအထိပါရင်ဝင်ရောက်မှုတွေရှိခဲ့ပြီးဒေသခံတို့ဦးတည်ဆုံးခဲ့ရသလိုဒေသခံထောင်ပေါင်းများစွာဟာလည်းရေကြီးမှုဒဏ်ကိုခံစားခဲ့ရပါတယ်။ရေကဇွန်လ၂ရက်နေ့လောက်ကနေတည်အီနဲ့စကြတာမနေ့ကတော့မြို့ပေါ်တွေမှာရေမရှိတော့ဘူးရေကြီးတုန်းကပါလာတဲ့ရွှွန်နေအမှိုက်တွေတော့ကျန်ခဲ့တယ်ဒီနေ့အထိလဲမျက်နှာနီးတဲ့နေရာမှာရေကျန်နေတာတွေရှိတော့အဲ့ဒီမှာနေထိုင်နေသူတွေအိမ်မပြန်ရသေးဘူးလို့ဒေသခံတူကပြောပါတယ်။ မြစ်ကြီးနားမြို့မှာမြေရည်ကြီးချိန်ကဖွင့်လှစ်ထားတဲ့ရေဘေးကယ်ဆယ်ရေးစခန်းအများစုပိတ်သိမ်းသွားပြီဖြစ်ပေမဲ့ရေကြံနေစဲရက်ကွက်တွေကဒေသခံတွေဟာဒီကနေ့အထိနေအိမ်မပြောင်းနိုင်ကြသေးပဲဖုန်ကြီးကြောင်းတွေမှာခိုးလုံနေရဆဲလို့သိရပါဗျာ ြကြီးနားမြို့မှာ AR မြည်ရေမြင့်တက်ကရေကြီးမှုတွေကြောင့်ရေဘေးသင့်ပြည်သူ1385ဦးထိရှိခဲ့ပြီးကယ်ဆယ်ရေးစခန်း30အထိဖွင့်လှစ်ကာကူညီမှုတွေပြုလုပ်ခဲ့ရတယ်လို့စစ်ကောင်စီရဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့ကဇွန်လ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အခုနှစ်2025ခုနှစ်မိုးကာလမှာဖြစ်ပွားခဲ့တဲ့လီဘီးယားနဲ့ယဝန်ဟာတက်ရောက်မှုအားနည်းခဲ့တဲ့အတွက် အခုလအစပိုင်းက AR နဲ့ချင်းတွင်းမြေပြားပိုင်းမှာကြီးခဲ့တဲ့ရေဒုဟာ မြေရိုးတလျှောက်ဆင်းလာခဲ့တဲ့အတိုင်း2024ခုနှစ်ကလိုထူးခဲ့တဲ့ရေကြီးရေရှမ်းမှုတွေဖြစ်နိုင်ခြင်းမရှိဘူးလို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်ခင်ဗျာကျုံပြော်ကခီးတဲ့တင်ရင်လမ်းဘေးတစ်ပင်ဝင်တိုက်တာကြောင့်ရေမောင်းတိတ်ဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ် AR တိုင်းဒေတာကြီးចောင်းကုန်းမြို့နယ်တဲကုန်းကြီးရွာမိုင်းနိုင်အမှတ်89မြင်းဆောင်9မိုင်မှာကြုံပြောမြို့ကနေခီးတဲ့တွေတင်ဆောင်လာတဲ့မော်တော်ယာဉ်လမ်းဘေးတစ်ပင်ဝင်ရောက်တိုက်မိမှုဒီကနေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ယင်တိုက်မှုဖြစ်ပွားခဲ့တဲ့မော်တော်ယာဉ်ဟာခိမီယင်လိုင်းကဖြစ်ပြီးဖြစ်စဉ်အတွင်းယင်မောင်းအမျိုးသားတအူးတေဆုံးခဲ့ရသလိုခီးတဲ့၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရရှိပါတယ်။ ရင်တိုက်မှုကြောင့်တေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုចောင်းကုန်းလူငယ်နိုင်ကူညီမှုအတင်းကចောင်းကုန်းပြည်သူစေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်ကျုံပြော်ကနေရန်ကုန်ကိုမောင်းနှင်လာတဲ့ခိမီခီးတဲ့တင်ရင်တစီလမ်းဘေးဆွဲချပြီးတပင်ဝင်တိုက်တာရင်မောင်းကနေရာမှာဆုံးသွားတယ်အခုမိုးရသည်လမ်းတွေချော်တာတွေရှိနေတော့ဂယူးဆိုင်မောင်းနေကြရတယ်လို့ ARD တိုင်းတွင်းကုံတင်ရင်မောင်းတူကမျိုးစီမာကိုပြောပါရတယ်။ အေရီတိုင်းမြို့နယ်တွေမှာပြီးခဲ့တဲ့မေလနောက်ဆုံးဘက်ကစတင်လို့မိုးရွာသွန်းမှုတွေကြောင့်တစ်ပင်ပြိုကျတာနဲ့နေရင်ပျက်စီးတာတွေလည်းရှိနေတယ်လို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်ယူကရိန်းဟာနှစ်စဉ် drone ဆင်းရဲစေတန်းထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနပြောတဲ့သတင်းကိုကြည်လိုက်ရအောင်ပါ ယူကရိန်းတာဝန်စက်မှုလုပ်ငန်းအနေနဲ့တစ်နှစ်ကိုအမျိုးသားမတူတဲ့ဒရုန်းအစင်းရေ၁၀တန်းထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ယူကရိန်းတာဝန်ဝန်ကြီးဌာနဒုတိယဝန်ကြီးအိုလက်ဆန်ဒါโกဇန်ကိုကပြောကြားလိုက်ပါတယ်။စင်ကာပူနိုင်ငံမှာကျင်းပတဲ့ရှန်ဂရီလာဆွေးနွေးပွဲလုံခြုံရေးဆိုင်ရာဖိုရမ်မှာမိန့်ခွန်းပြောကြားတဲ့အချိန်အဲ့လိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖိုရမ်မှာယူကရိန်းကာကွယ်ရေးဒုတိယဝန်ကြီးကယူကရိန်းဟာကာကွယ်ရေးစက်မှုလုပ်ငန်းရဲ့စွမ်းဆောင်ရည်တွေအထူးသဖြင့် drone ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ယူကရိန်း drone တွေဟာတခြားရွေးချယ်စရာတွေထက်တိတိတသားဈေးတက်တာကြောင်းနဲ့တိုက်ပွဲမှာအဆန်းတက်ခံနိုင်ခဲ့တဲ့အချက်ဟာအရေးအကြီးဆုံးဖြစ်ကြောင်းသူကအလေးပေးပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာဒရုန်းထုတ်လုပ်ရေးကဏ္ဍကိုအဆင့်မြင့်တင်နိုင်ခဲ့ပြီဖြစ်ပြီးကြီးရည်လေးတိုက်ပွဲဝင်ခင်မီဒရုန်းတွေကိုထုတ်လုပ်နေပါတယ်။မျက်မှောက်ကာလမှာယူကရိန်းရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းကနေတစ်နှစ်ကိုဒရုန်းဆင်းရည်၁၀တန်းအထိထုတ်လုပ်နိုင်ပါတယ်လို့ကိုဇန်ကိုကပြောကြားပါတယ်။ယူကရိန်းဟာဒရုန်းမောင်းနှင်သူတွေရဲ့နေစဉ်အတွေ့အကြုံတွေကိုအခြေခံလို့ဒရုန်းအသုံးပြုမှုဆိုင်ရာစစ်ရေးသဘောတရားတွေကိုအဆင့်မြင့်တင်လျက်ရှိတယ်လို့သူကအလေးပေးပြောကြားခဲ့ပါတယ်။ စစ်မေပြင်မှာရှိတဲ့ထိခိုက်ပျက်စီးမှုအားလုံးရဲ့80%ရာခိုင်နှုန်းဟာဒရုန်းတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံတကာကာကွယ်ရေးကုမ္ပဏီတွေအနေနဲ့ယင်းနှိမ့်မြုံနေတာပူးပေါင်းထုတ်လုပ်တာနဲ့အတွေ့အကြုံ ဖလှယ်တာတွေတို့ကတဆင့်ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့လဲယူကရိန်းကာကွယ်ရေးဒုတိယဝန်ကြီးကဖိတ်ခေါ်ခဲ့ပါတယ်။ ယူကရိန်းဟာကမ္ဘာ့ဒရုန်းထုတ်လုပ်ရေးကဏ္ဍမှာဦးဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းယူကရိန်းတမ္မတဗိုလိုဒီမာဇယ်လန်စကီးကအခုနှစ်အစောပိုင်းမှာပြောကြားခဲ့ပါတယ်။အဲ့ဒီဖိုရမ်ကို အမေရိကန်ရဲ့အင်ဒိုပစိဖိတ်ဒေသဆိုင်ရာကုတ်ကဲမှုဗိုလ်ချုပ်ကြီးဆင်မြူရဲ့ပါဘရို ဂျာမနီကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးကာစတန်ဘရူဝါအိန္ဒိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးအန်နီချိုဟန်နဲ့ဘရာဇီးပူတွဲစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးရီနာတိုရိုဒီဂရက်စ်တို့လည်းတက်ရောက်ခဲ့ကြပါသည်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1632ဒသမ15ကျပ်ပြင်ပပေါက်စေ3458ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2399ဒသမ99ကျပ် ပြင်ပပေါ့စီ9069ကျထိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ55ကျပ်ပြင်ပပေါ့စီ136ဒသမ11ကျပ်မလေးရှားတရင်ကိကိုစစ်ကောင်စီတတ်မှတ်စေ494ဒသမ58ကျပ်ပြင်ပပေါ့စီ1049ကျပ်ပေါ့စီရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ။နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းတတ်မှတ်စေ58သိန်းကျပ်။ပြင်ပပေါ့စေ89သိန်း2000ကျပ်။15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းတတ်မှတ်စေ54သိန်း3500ကျပ်။ပြင်ပပေါ့စေ82သိန်း9000ကျပ်။ပေါ့စေးရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ ီဇယ်လီတာကို2405ချက်ပရီမီယံဒီဇယ်လီတာကို2980ချက်အော်ဒိတ်92လီတာကို2855ချက်အော်ဒိတ်95လီတာကို2910ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6310ကျပ်ပြင်ပပေါစီ 6000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒါမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။